အင်းတော်မျိုးသိန်းတိုက်ပွဲမှာပခုတ်ကူခရိုင်အမှတ်၈တရင်မှရဲဘော်ပြုံးချူခြာဆုံးခဲ့ပြာဥသမရမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန ပခုတ်ကူခရိုင်အမှတ်၈တရင်ရဲ့ဝန်ထမ်းကြောင်းတဝင်သွားအမျိုးသားညွေဆိုရကာကွယ်ရေးဝန်ကြီးဌာနပခုတ်ကူခရိုင်အမှတ်၈တရင်မှာ ကိုပိုင်မှတ် P1400A153 ရဲဘော်မင်းထက်အောင်ခေါ်ရဲဘော်ပြုံးချူဟာ2025ခုနှစ်ဧပြီလ10ရက်နေ့မှာပထမပေးရသောတာဝန်များကို ကြည်ကြည်ပုံပုံထမ်းဆောင်ကာရွရွချွန်ချွန်တိုက်ပွဲဝင်ရင်းအင်းတော်မျိုးသိန်းတိုက်ပွဲတွင်နိုင်ငံနှင့်ပြည်သူအတွက်အသက်ပေးလူသွားပါချောင်းကို E1 ရဲ့ချောင်းတဝင်လာဖြစ်အတိပေးအပ်ပါတယ် တို့ပါ၍ရဲဘော်မင်းထအောင်ခေါ်ရဲဘော်ပြုံးချူရဲ့မိဘဆွေမျိုးများအနေဖြင့်လွန်စွာဝမ်းနည်းပူဆွေးရတဲ့ကဲ့သို့ကြံရှိသောသူ့ရဲ့ရဲဘော်ရဲဘက်များလည်းထတ်တူဝမ်းနည်းပူဆွေးရပါတယ်ရဲဘော်ရဲဘက်များအနေဖြင့်ဤသို့ဝမ်းနည်းပူဆွေးမှုများစွာ ရှိနေစေကမူမပီးဆုံးသေးသောတော်လန်ရေးခီးစဉ်ကိုဆက်လျှောက်၍အရေးတော်ပေါ်အောင်မြင်သည့်အထိဆက်လက်တိုက်ပွဲဝင်သမည်ဟုဂတိသစာပြုအပ်လိုက်ပါသည် ရဲဘော်မင်းထအောင်ခေါ်ရဲဘော်ပြုံးချူရဲ့စွန့်လွတ်အနစ်နာခံမှုအတွက်တော်လိုင်းသမိုင်းတွင်ကပီးမော်ကွန်တက်အပ်ပါလို့အခုခုကရအမှတ်ရှိတရင်ကဝန်နေချင်းများစွာဖြင့်ထုတ်ပြန်ထားခဲ့တာလည်းဖြစ်ပါလေ။အင်တော်မျိုးသိန်းတိုက်ပွဲမှာတော်လိုင်းတစ်ဖွဲ့စီကတပ်ပေါင်းစုအင်အားနဲ့တိုက်ခိုက်သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါလေ။ရှင်မျိုးသိန်းတပ်ပွဲမှာပခုတ်ကူကရအမှတ်ရှိတရင်မှာ အာဇာနည်ရဲဘော်မင်းထက်အောင်ခေါ်ရဲဘော်ပြုံးချူဟာ အသက်ဆုံးပေးဆက်ခဲ့ရပြီးမိခင်တရင်တို့အောင်ပွဲနဲ့အတူ ပြန်မလာနိုင်ခဲ့သောကြောင့်တရင်မရဲဘော်ရဲဘက်များကလွန်စွာဝမ်းနည်းကြေကွဲအလေးနီပြုဂုံပြုအပ်ပါတယ်။အင်တာမျိုးသိန်းတိုက်ပွဲကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့ဝင်တွေက2024ခုနှစ်ဩဂုတ်လမှစတင်ပြီးတိုက်ခိုက်ခဲ့တာဖြစ်ပြီး 2025ခုနှစ်ဧပြီလ9ရက်နေ့မှာစစ်ကောင်စီရဲ့လက်ကျန်စခန်းတွေကိုထိုးပေါက်ဝင်ရောက်ခဲ့ပြီးတိမ့်ပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့တော်မျိုးကိုတော်လိုင်းတပ်ဖွဲ့တွေကတိမ့်ပိုက်လိုက်နိုင်ပြီးတဲ့နောက်မှာတော့မြို့ဦးတော်လိုင်းရင်မှာတော်လိုင်းတပ်ဖွဲ့များကနိုင်ငံတော်ဝန်တိမ့်ပိုက်ထိချုပ်ထားတဲ့မြို့ပေါင်းအနည်းဆုံး95မြို့ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။ဒီလိုအောင်ပွဲတွေရဲ့နောက်မှာပေးဆက်ခဲ့ရတဲ့ရဲဘော်ပေါင်းများစွာရှိပါတယ်။ ။အင်တော်မျိုးဒိန်းတိုက်ပွဲဟာတော်လည်းပူပေါင်းတပ်ဖွဲ့ဝင်တွေအတွက် ကြီးမားတဲ့အောင်မြင်မှုကြီးတစ်ခုဖြစ်ခဲ့ပြီးအဲ့ဒီအောင်မြင်မှုရဲ့နောက်ွယ်မှာတော်လည်းတပ်ဖွဲ့ကရဲဘော်ပေါင်းများစွာပိဆက်ဆွလွတ်ခဲ့ရတာရှိပါလေ။အဲ့ဒီကမှပခုတ်ကရံအမတ်ရှိတရင်မှာ တာဝန်ထမ်းဆောင်နေတဲ့ရဲဘော်မင်းထက်အောင်ကိုရဲဘော်ပြုံးချူဟာလေအင်တော်မျိုးဒိန်းတိုက်ပွဲမှာရွရွချွချွပါဝင်တိုက်ခိုက်ခဲ့ပေမဲ့ မြို့ကိုသိမ့်ပိုက်နိုင်ခဲ့တဲ့အောင်ပွဲမှာတော့ရဲဘော်တယောက်မပါဝင်နိုင်တော့ဘူးပေါ့အမြဲတမ်းဝမ်းနဲ့ကြည်ခွဲစရာကောင်းပါလေကျွန်တော်တို့ရဲ့ရဲဘော်တွေဟာအောင်ပွဲတွေကိုပဲမြင်ကျင်ကြတာပါ အောင်ပွဲတွေရဲ့နောက်ကပေးဆက်ဆုံးရှုံးရမှုတွေကိုအမှန်တကယ်တမ်းမမြင်ကျင်ကြပါဘူးတကယ်တကယ်လည်းအောင်ပွဲတွေပဲရစေခြင်းပြီးတော့မှ ဆုံးရှုံးမှုတွေဘာတစ်ခုမှမဖြစ်ပဲအောင်ပွဲတွေရရင်ကျွန်တော်တို့ပို့ပြီးကျင့်တဲ့အားရမိမှာပါ အခုတော့အောင်ပွဲတွေရလို့ပျော်ရွှင်နိုင်ရတယ်ဆိုပေမဲ့အဲ့ဒီအောင်ပွဲတွေရဲ့နောက်မှာတန်ဖိုးရှိတဲ့အသက်တွေပေးဆက်ရမှုကတော့ကျွန်တော်တို့အင်မတန်ဝမ်းနဲ့ကြည်ကွဲရပါတယ်။လူငယ်တွေဟာခေတ်ဆက်ဆက်မှာဒီအာနာရှင်အဆက်ဆက်ကိုတော်လန်ကြရင်တော်လန်ရေးတိုင်းမှာမြင့်မြတ်စွာအသက်ပေးလူကြဆုံးသွားခဲ့ရတဲ့အချိန်မှာတော့ကျွန်တော်တို့ဂျန်ရှိရဲ့ရဲဘော်ရဲဘက်တွေကတော်လန်ရဲ့သူရဲကောင်းအာဇာနည်တွေအဖြစ်မှတ်တမ်းတင်ကိုတင်ထားပေးရမှာလည်းဖြစ်ပါတယ်။ ိနေခံပြည်သူနဲ့အတူတရားတဲ့ဘက်ကနေလက်နက်ကင်တော်လန်ရင်မိမဲဆိုအသက်ပေးသူကြာဆုံးသွားခဲ့ရတဲ့ပခုတ်ကူခရိုင်အမှတ်၈တရင်မရဲဘော်မင်းထက်အောင်ခေါ်ရဲဘော်ပြုံးချူအားကျွန်တော်တို့စပုတ်ပြီးတဲ့မြန်မာမှာလည်းအလေးနေပြုမှတ်တမ်းတင်လိုက်ရပါတယ်ရဲဘော်ရဲ့ဆုံးလုံးနေနာခံပေးဆက်ခဲ့ရမှုတွေအတွက်ကျွန်တော်တို့အားလုံးနဲ့အတူဒီຫນွေဦးတော်လိုက်သမိုင်းကဘယ်တော့မှမေ့သွားလိမ့်မည်မဟုတ်ပါကြာဆုံးခဲ့ရတဲ့ရဲဘော်ကောင်းရာသူတည်လာပါစီ ဘတ်စစ်အကြံဖက်ဆက်အနာရှင်ကိုအမြင့်ဖြတ်ချေမှုရင်မြို့တော်တိုင်းမှာကြဆုံးသွားခဲ့တဲ့သူရဲကောင်းအာဇာနည်ရဲ့အကြောင်းကိုဒီကွဲဝမ်းနဲ့ဂုံယူလေးစားခြင်းများစွာဖြင့်အလေးနီပြုမှတ်တမ်းတင်နေတဲ့ Support PDF ရဲ့မြန်မာ YouTube Channel ကိုနားဆင်နေကြရတာလည်းဖြစ်ပါတယ်။ Support PDF ရဲ့မြန်မာ YouTube Channel ကို ကြည့်ရင်တော်တိုင်းရဲ့တထောင်တနေရာကြီးကနေပါဝင်နေကြဖို့ကိုလည်းတိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ င်းမြတ်စွာကြဆုံးခဲ့ရတဲ့သူရဲကောင်းအာဇာနည်တွေကိုမှတ်တမ်းတင်ကပီးမော်ကွန်းထိုးနေရခြင်းဟာမြမတွင်ဦးတော်လန်ဟင်းမှာရဲဘော်ရီရဲ့အသက်တွေဘဝတွေအိမ်မက်တွေကိုစွန့်လွတ်ပေးဆက်ခဲ့ရပြီးတိုက်ယူခဲ့ရကြောင်းတမိုင်းရဲ့စာမျက်နှာတွေမှာမှတ်တမ်းတင်ထားခြင်းလိုပဲဖြစ်ပါတယ်။ကြဆုံးခဲ့ရတဲ့သူရဲကောင်းတွေကိုဘယ်တော့မှမမေ့ပါနဲ့။မြမနိုင်ငံရဲ့ရဲမှာ Federal Democracy နိုင်ငံပေါ်ထွန်းလာရေးအတွက် အဖိနိကံပြည်သူနဲ့အတူတရားတဲ့ဘက်ကနေလက်နဲ့ကံရွေပဲဖြစ်စီလက်နဲ့မကံရွေပဲဖြစ်စီတိုက်ပွဲဝင်နေကြတယ်ပြည်သူကာကွယ်ရဲဘော်များအတွက်ထောက်ဖို့ပြည်သူများအနေနဲ့ရရနေရာတွေကနေအုတ်တချက်တဲတွင့်အနေနဲ့အမြဲမပြတ်ပါဝင်နေရဖို့ကိုလည်းစပုတ် PDF ရဲ့မြန်မာကတိုက်တွန်းလိုက်ရပါတယ်အရေးတော်ဘုံအောင်ရမည်